2025ခုနှစ်မေလ2ရက်နေ့အိန္ဒိယပါကစ္စတန်စစ်ရေးတင်းမာမှုရဲ့နောက်ဆက်တွဲလိုင်းကြီးရဲ့များဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ဟာတစ်ချိန်တည်းကတနိုင်ငံနဲ့နယ်မြေဒေသချင်းဖြစ်ပြီးကိုးကွယ်ရာဘာသာယုံကြည်ကိုးကွယ်မှုနဲ့ဆက်လျင်းပြီးစိတ်သဘောထားကွဲပြားမှုနဲ့တင်းမာမှုများဖြစ်ပွားခဲ့ပါတယ်။အိန္ဒိယနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှာအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံဟာ စစ်ပွဲ၄ကြိမ်ဖြစ်ပွားခဲ့ပြီးယခုစစ်ရေးတင်းမာမှု မြင့်မားနေတဲ့အခြေအနေအရကြက်ဟာ ပြင်စမအကြိမ်မြောက်စစ်ပွဲစီတို့ဥတည်နေတာဖြစ်ပါတယ်။အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံပဋိပက္ခများရဲ့အဓိက အကြောင်းရင်းများအနက်အကြောင်းရင်းတစ်ခုကတော့အကြမ်းဖက်သမားများလက်ခံမွေးမြူလေ့ကျင့်ထားပြီးအိန္ဒိယနိုင်ငံကို ထိုးပေါက်ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်များဖြစ်နေပါတယ်။ 2008ခုနှစ်ကအိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့တတ်မဟာဟိုတယ်အတွင်းသို့အကြံပေးစစ်သွေးကြ10ဦးဝင်ရောက်လာပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ရာ လူပေါင်း160ကျော်သေဆုံးပြီးနိုင်ငံသားများတေဆုံးခဲ့ပါတယ်။အာဖဂန်နစ္စတန်၊ပါကစ္စတန်နှင့်အခြားသောအရှေ့လယ်ပိုင်းဒေသများမှဆေလွတ်လိုက်တဲ့အကြံပေးဝါဒနဲ့အကြံပေးဝါဒီများဟာ အိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်ဒေသများ တောတောင်ထူထပ်တဲ့ဒေသများလူသူရောက်ပေါက်နေတဲ့ဒေသများကို အခြေပြုပြီး အကြမ်းဖက်သမားများကို လေကျင့်ပြုစုပြိုးထောင်လျက်ရှိသည်မှာကမ္ဘာလူသားများ သိရှိမှုနယ်ပါးလှပါတယ်။မည်သို့သောအကြောင်းတရားများရှိသည်ဖြစ်စေ အပြစ်မဲ့ပြည်သူများကိုတပ်ဖြတ်ခြင်း မသက်ဆိုင်တဲ့ပြည်သူများကို ဥပဒေမဲ့မဲမဲ့စရိုက်ဆန်းဆန်း တပ်ဖြတ်ခြင်းများကိုမြေသိလူပေါင်းအဖွဲ့အစည်းကမှလက်ခံမည်မဟုတ်ပါဧပြီလ22ရက်နေ့ကက်ရှမီးပြည်နယ်မှာတပ်ဖြတ်ခဲ့တဲ့လူ26ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်မတိုင်မီမှာပါကစ္စတန်သိမ်းပိုက်ထားတဲ့ကက်ရှမီးဒေသနဲ့အခြားသောနယ်စပ်နယ်ပြားလူသူရောက်ပေါက်နယ်ဒေသများသို့ဟာမတ်ခေါင်းဆောင်များ လာရောက်ခဲ့ကြောင်းနဲ့ဒေသတွင်စစ်သွေးကြွများအစွန်ရောက်များကို လာရောက်ထောက်ခံအားပေးခဲ့ကြောင်းသတင်းများထွက်ပေါ်လျက်ရှိပါတယ်။ကက်ရှမီးယားဒေသပါကစ္စတန်သိမ်းပိုက်နယ်မြေတွင်းမှရှိတဲ့အကြမ်းဖက်စွန်းရောက်စစ်သွေးကြွများရဲ့လုံဆောင်မှုနီလန်းများမှာ ဟာမတ်စ်များကဲ့သို့ဥမင်လှိုင်ကောင်းများတူလျက်ရှိကြောင်းလဲသဲလွန်စားနှင့်အထောက်ထားများရရှိနေပြီဖြစ်ပါတယ်။ဟာမတ်စ်များရဲ့အကြမ်းဖက်လုံရက်များနှင့်အလားတရန်စင်တူတဲ့ လုပ်ငန်းသဘောတဘာဝများကိုအကြံဉာဏ်ပေးရနဲ့မြေတို့မြေပုံ ဆောင်ရွက်ရမည်ကို အကူအညီပေးအပ်ရန်အတွက်အစ္စရေးပညာရှင်အဖွဲ့ကအိန္ဒိယနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပါတယ်။အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံကြီးရေလေတပ်ဖွဲ့များတလန့်နှိုးဆော်ထားပြီးအပြန်အလှန်စကားဆက်ထိုးကြိမ်းဝါလျက်ရှိကြပါတယ်။ ပါကစ္စတန်သိမ်းပိုက်ထားတဲ့ကက်ရှမီးယားဒေသအတွင်းမှာရှိတဲ့ပါကစ္စတန်စစ်ကမ်းများမှ ပါကစ္စတန်စစ်သည်များလည်းထွက်ပြေးလျက်ရှိကြောင်းသတင်းရရှိပါရယ်ပါကစ္စတန်နိုင်ငံဆိုင်ရာတရုတ်သံမကြီးကတော့ပါကစ္စတန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါရယ်ပါကစ္စတန်ပြည်တွင်းရေးအခြေအနေအရ ISI Inter Service Intelligence အကြီးအကဲကို National Security Advisor မျိုးသားလုံခြုံရေးအကြံပေးဖြစ်ခန့်အပ်ခဲ့ပါတယ်။လွန်ခဲ့တဲ့၄ရက်ခန့်ကလည်းပါကစ္စတန်အချင်းတောင်ထဲမှာရောက်ရှိနေတဲ့ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းအင်မရာခန်နဲ့တမရော်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့သည်ဟူသောသတင်းများလည်းထွက်ပေါ်နေပါတယ်။ထူးခြားချက်အနေနဲ့ကတော့အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့တာလီဘန်တပ်ဖွဲ့များဟာ အိန္ဒိယနိုင်ငံဘက်မှရက်တီထောက်ခံသွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားလာပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းအကယ်၍အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံကိုတိုက်ခိုက်ပါကအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေသများသို့ဝင်ရောက်သိမ်းပိုက်ပြီးဖြစ်ကြောင်းထုတ်ပေါ်ပြောကြားလာပါတယ်။အမေရိကန်ပြည်ထောင်စုအနေဖြင့်နှစ်ဖက်တင်းမာမှုများရှော့ချရနဲ့တီးခန့်ချုပ်တီးကြရန်တောင်းဆိုခဲ့ပြီး ဆွေးနွေးညှိနှိုင်းဖြည့်ရှင်းကြကြံထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံနျူကလ িয়ার လက်နက်များပိုင်ဆိုင်ထားသည်ဟုသောဖော်ပြချက်ဟာစစ်ပွဲကျယ်ပြန့်လာခြင်းမရှိအောင် mutual deterrence အပြန်အလှန်ဟန်တားနိုင်တဲ့သဘောတရားဖြစ်ကြောင်းပြောကြားခဲ့ခြင်းသာဖြစ်ပါတယ်။အပြန်အလှန်နျူကလ িয়ার လက်နက်များဖြင့်တိုက်ခိုက်မည်ဟု ဆိုလိုခြင်းမဟုတ်ပါ။အင်အားကြီးနိုင်ငံများရဲ့ နိုင်ငံရေးစစ်ရေးစီးပွားရေးအပြိုင်မှုမှာတပည့်များအားရန်တိုက်ပေးထားပြီးဆရာကြီးများကဘေးမှလက်ပိုက်ကြည့်နေကနိုင်ငံရေးကစားကွက်ကိုရွှေ့ကြမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံနဲ့နယ်နိမိတ်ထိစပ်လျက်ရှိတဲ့အိန္ဒိယဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသအိန္ဒိယမြန်မာနယ်စပ်ဒေသရှိအိန္ဒိယတပ်ဖွဲ့များကိုလည်းတက်လှမ်းနှိုးဆော်ထားကြောင်းသတင်းများထွက်ပေါ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းပါကစ္စတန်နိုင်ငံဘက်မှပါဝင်ထောက်ခံကအိန္ဒိယနိုင်ငံကိုပိုင်ခွန်တိုက်ခိုက်မဲ့ရိတ်ရောက်များတွေ့ရှိနေရပါတယ်။နောက်ဆုံးရရှိတဲ့သတင်းတရအရပါကစ္စတန်နိုင်ငံဟာအိန္ဒိယပါကစ္စတန်ပြဿနာကိုအမေရိကန်ပြည်ထောင်စုကနေဂျာဝင်ဆွေးနွေးဆက်ဆက်ညှိနှိုင်းပေးဖို့တောင်းဆိုလျက်ရှိကြောင်းအစီရင်ခံတင်ဆက်အပ်ပါတယ်။